ီးမီးယားလိပ်မှာနိုင်ပွဲပြန်လည်ရှာဖွေရမယ်ချယ်ဆီသို့မဟုတ်ချယ်ဆီနဲ့ဘရိုက်တန်တင်းတို့ရဲ့ပွဲကြုံသုံးသက်ချက်အားလုံးမင်္ဂလာပါခင်ဗျာကိုစား A ချယ်ဆီလာ YouTube Channel နဲ့ Facebook Page ကနေအပြောင်းအညီကိုရအားလုံးနေထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီနေ့ကျွန်တော်ပြပြသွားမယ့်အကြောင်းအရာလေးကတော့မနက်ဖြန်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာအပြာရောင်လန်ဒန်သားတွေရဲ့ခန်းနာလာတဲ့ Stamford Bridge Green ကြီးထဲမှာရှင်ပြန်ကစားသွားကြတော့မယ်ချယ်ဆီတင်းနဲ့ဘရိုက်တန်တင်းတို့ရဲ့ပွဲကြုံသုံးသက်ချက်လီပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဗိုလ်ဒဟူးမနက်အစောပိုင်းမှာရှင်ပြန်ကစားခဲ့ကြတဲ့ကာရာဘောင်းဖလားပြင်ဆင်မအဆင့်ပွဲစဉ်မှာ ချဲစီတင်းဟာအင်္ဂလန်လီဝမ်ကလပ်အသင်းဖြစ်တဲ့လင်ကွန်စီးတီးအသင်းကိုအဝေးကွင်းမှာနှစ်ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီးနောက်တဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။အဒီနိုင်ပွဲကြောင်းကစားသမားတွေရဲ့မန်တလရီပိုင်းကလည်းပြန်လည်မြင့်တက်လာမှာဖြစ်တယ်လို့ယုံကြည်ရပါတယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့အပတ်ကမန်ချက်စတာယူနိုက်တက်အသင်းကိုအဝေးကွင်းမှာအရင်းနှီးခဲ့ရတယ်လို့နောက်ဆုံးကစားထားခဲ့တဲ့၃ပွဲစလုံးမှာနိုင်ပွဲမရရှိခဲ့တာကြောင့်မနက်ဖြန်ညမှာကစားမယ့် Brighton သင်းရဲ့ပွဲစဉ်မှာ Anzu Mars ကနဲ့ Chelsea ကစားသမားတွေဟာ PR တွေအောက်ကနေရုံးထွက်ပြီးနိုင်ပွဲပြန် န်လည်းရယူဖို့အတွက်အကောင်းဆုံးစူးစမ်းလာကြမှာအသေးကြပဲဖြစ်ပါတယ်။ Ether Brighton အသင်းကိုကြည့်မယ်ဆိုရင်လည်း DRD မှာသူတို့ရဲ့ခြေစမ်းပိုင်းတည်ငြိမ်မှုမရှိသေးတာကိုမြင်တွေ့ထားရပါတယ်။ Premier League ၅ပွဲကစားပွဲပြီးရဲရမှာနိုင်ဝဲတစ်ပွဲသာရရှိထားပြီးတရီနှစ်ပွဲနဲ့ရှုံးပွဲနှစ်ပွဲကြုံတွေ့ထားရတဲ့အသင်းသင်းဖြစ်ပေမဲ့လည်း Brighton ဟာအသင်းကြီးတွေဆိုကောင်းကောင်းကြီးဒုက္ခပေးနိုင်တဲ့အသင်းသင်းဖြစ်တာကြောင့်မို့ Chelsea အသင်းအနေနဲ့တတိကြီးကြီးထားဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။အဲတစ်ဖက် Ancient Chelsea အသင်းတွက်ကအဓိကစိုးရင်စရာကတော့အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ Queen's Park ကစားသမားကိုပါမဟာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပွဲစဉ်ကပေါင်ချန်ဒဏ်ရာရရှိခဲ့တာကြောင့်မနက်ဖြန်ပွဲစဉ်မှာပါဝင်ကစားဖို့ခွင့်ရမရကမသိကြတာပဲဖြစ်နေပါအဲဒါကြောင့်မို့ချက်စီနီးပြအန်ဇူမာစကအနေနဲ့လည်း PR အောက်ကရုံးထွက်ဖို့အတွက်အနိုင်ရရှိဖို့အတွက် Brighton အသင်းကိုဘလို့နီးစနစ်ဖြူဟာအခင်းချင်းတွေနဲ့ပွဲကိုချင်းကက်ကစားစီမလဲဆိုတာစိတ်ဝင်စားနဲ့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ပွဲအကြောင်းနဲ့လူထုပ်ပုံကိုမပြောခင်မှာဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုတွေကိုကြည့်မယ်ဆိုရင်ဒီနှစ်သင်းဟာစုစုပေါင်း22ချိန်ထိတွေ့ဆုံထားပြီး Chelsea သင်းက17ချိန်အနိုင်ရရှိထားက Brighton သင်းက9ချိန် နာနိုင်ရရှိထားပြီးတရေရလန်5ကြိမ်ထွက်ပေါ်ထားခဲ့တာပဲဖြစ်ပါတယ်။အဒါမရင်ဒီနှစ်သင်းရဲ့နောက်ပိုင်းတွဲဆောင်ထားတဲ့6ကြိမ်မှာဆိုရင်လည်းချက်စီးတင်းက4ကြိမ်ထိအနိုင်ရရှိထားတာက Brighton က2ကြိမ်သာအနိုင်ရရှိထားတာပဲဖြစ်ပါတယ်။အဒါကြောင့်မို့ကိန်းကနန်းချက်လက်ရကိုကစားသမားအင်အားပိုင်းမှာပါချက်စီးတင်းကအဖက်ဖက်ကအသာရနေတာကိုမြင်တွေ့ထားရပြီးမယ်လေ။ဒီရဒီမှာအသင်းရဲ့အဓိကကစားသမားအချို့ကိုဆုံးရှုံးထားရတဲ့ Brighton အသင်းကလည်း short track လို့မရတဲ့အသင်းတင်းဖြစ်ပြီးကစားပုံကောင်းမွန်တဲ့အသင်းတင်းဖြစ်တယ်ဆိုတာကိုတော့မမေ့သင့်ပါဘူး။ဆက်လက်ပြီးလူစင်းထောက်ပုံနဲ့ပွဲအကြောင်းကိုတုံ့တန်ရမယ်ဆိုရင် ့အင်ရှင်ရှက်စီးသင်းကတော့အန်ဆိုမာရက်စ်ကသုံးမြူနေကြကစားကွက်ဖြစ်တဲ့၄နှစ်၃တပုံစံကိုပဲအခြေပြုကအဲ့ခန့်ကစားလာနိုင်မှာဖြစ်ပြီးကိုသမားနေရာမှာစမ်းချက်ခန်းစစ်မှာ၆လောက်ပါတိုးစင်အတွက်ဘယ်ချမ်းညာချမ်းခန်းစစ်တွေမှာကူကူရယ်လာနဲ့ရီစီချင်းကွင်းလယ်မှာအန်ဆိုကိုက်စီတို့ကွင်းလယ်တိုက်စစ်မှာပါမားနေရာမှာအက်စတဗာကိုအထောင်တိုက်ရင်စစ်မှာဂျာအိုဘက်ထရိုကိုထားကတောင်မန်တစ်ဖက်စီမှာနက်တိုကာနာချိုတို့အစုဖွဲ့ဖြစ်နိုင်ပါတယ်အရန်ခုံတန်းမှာတော့ဂစ်တန်ဂူစတိုဟတ်တိုစန်တိုဖိုဖာနာအချင်ပေါင်ဂျော့စ်နဲ့ဂျော့ဂျစ်စန်တို့ပါဝင်လာနိုင်ပါတယ်တစ်ဖက်အဲ့တဲ့ဘရိုက်တန်အသင်းကတော့နီးပြ ာခါဇလာရဲ့ပုံမှန်ကစားကွက်ဖြစ်တဲ့၄နှစ်၃တက်ပုံစံကိုပဲအသုံးပြုလာနိုင်ပြီးဂိုသမနီယာမှာဘာဗာဂန်ခန်းစစ်မှာဗန်ဟတ် တန်းအတွဲခညာဘဲချမ်းညာချမ်းမှာကာဒီယိုဂလူးနဲ့ဘတ်မန်၊ကွဲလင်ပါမီနာအေရီယက်၊ကွင်းလေတိုက်စစ်မှာရူတာအထောင်တိုက်စစ်မှာဝဲဘက်ကိုထားကတောင်မန်တပတ်စီမှာမီတိုမှာမင်းတို့အစုဖွဲ့နဲ့ချဲစီးတင်းကိုရင်ဆိုင်ကစားနိုင်လင်ပါတယ်။ချဲစီးတင်းအနေနဲ့နောက်ဆုံး၃ပွဲဆက်တိုင်းနိုင်ပွဲပြောက်ဆုံးထားတာကြောင့် Brighton နဲ့ပွဲကိုအသေးချာလေးအာယုံဆိုင်ကစားဖို့လိုအပ်နေပြီးတိုက်စစ်ပိုင်းကလည်းရလာတဲ့အခွင့်အရေးတွေကိုအမိအားသုံးချဖို့လိုအပ်နေတယ်လို့ခန်းစစ်ပိုင်းကခန်းကစားသမားတွေအနေနဲ့ကလည်းပြီးခဲ့တဲ့ပွဲစဉ်တွေကလိုအမှားတွေမပြုလုပ်ဖို့လိုအပ်ပါတယ်။ နက်ဖြန်ပွဲစဉ်ကနှစ်သင်းစလုံးကတိုက်စစ်အားတန်ပြီးဖွင့်ကစားတဲ့အသင်းတွေဖြစ်တာကြောင့်အပြန်လည်သင်းကိုတွေနဲ့ကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာကတော့အသေးကြပဲဖြစ်ပါတယ်။ဒါကြောင့်မို့နက်ဖြန်ညမှာရှင်းပြန်ကစားကြမယ်ချယ်ဆီသင်းနဲ့ Brighton သင်းပွဲစဉ်မှာချယ်ဆီသင်းအနေနဲ့ Brighton သင်းကိုအိမ်ဝင်းမှာအနိုင်ယူကဖီအားတွေအောက်ကနေရုံထွက်ပြနိုင်မလားဆိုတာရင်ခုန်စွာနဲ့ဆက်လက်ဆောင်မြို့ကြည့်ရှုရတော့မှာဖြစ်ပါကြောင်းပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။ညီကိုတို့တွေအနေနဲ့ကတော့နက်ဖြန်ညမှာရှင်းပြန်ကစားသွားကြမယ်ချယ်ဆီသင်းနဲ့ Brighton သင်းနဲ့ပွဲစဉ်ပေါ်ဘလို့အမြင်လေးတွေရှိကြလဲ။ Anzu Mars ကနဲ့ချယ်ဆီကစားသမားတွေဖီအားတွေအောက်က နေယုံထွက်ပြီး Brighton ကိုအနိုင်ကစားပြသွားမလားဆိုတာကိုယ့်ရဲ့အမြင်နဲ့သုံးသပ်ချက်လေးတွေကိုအောက်က comment box ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page မှာနေ့စဉ်ချက်စည်းသတင်းအကြောင်းအရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသပ်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုစိုင်း HSC လာ YouTube channel နဲ့ Facebook page လေးကို like and follow subscribe လေးလုပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ